မိသားစုကိုစောင့်ရှောက်ပေးဖို့အတွက်ဝယ်လိုက်တဲ့ဆက်ရုပ်ကလူသားဖို့စူးစမ်းလာတဲ့အခါမိသားစုတစုကအိမ်တွင်စောင့်ရှောက်ရေးတွေကိုပြုလုပ်ဖို့အတွက် AI ဆက်ရုပ်တရုပ်ကိုဝယ်ခဲ့ပါတယ်။ဒါပေမဲ့ Eric ဆက်ရုပ်မာလီယာအင်ရှင်မျိုးသားကိုချက်ချိုင်းမိကမလိုလားအပ်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့တယောက်တည်းချက်ပြီးတော့ပိုင်ဆိုင်ခြင်းနဲ့စိတ်တွေနဲ့ဆက်ရုပ်မာလီယာဘလိုရေးဆက်ပြီးတော့လှုပ်ရှားမလဲဆိုတာတွေကိုစိတ်ဝင်စားဖို့ကြိရှိရမယ့်ဇာကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဂျီဇလန်လီရဲ့ဆမှာဆိုရင်တော့ Nick ရဲ့မိန်းမမက်ဂီဟာနှလုံးအစားထိုးခွဲစိမ့်မှုတွေလုပ်ဖို့အတွက်စီစဉ်နေတာဖြစ်နေပြီးသူတို့ရဲ့ကလေးကိုစောင့်ရှောက်ပေးဖို့အတွက်အင်ကူတရလိုအပ်လို့နေပါတယ်။ဒါကြောင့် Nick က Elite Cloud ခေါ်တဲ့ AI စရုပ်တရုပ်ကိုဝယ်လာခဲ့တာပါ။ဒီစေယုံမာလီကတော့တခွန်းလောက်ပြောလိုက်ပြီးစရာနဲ့ချက်ချင်းထားလို့တဲ့အိမ်ကူစေယုံမာလီဖြစ်ပါတယ်။မိဖို့ကြောင့်မှချက်ပြုတ်တာအားစားလို့ကလေးပြူစရာထည့်အကောင်လုံးကိုစနေတကြကောင်းကောင်းမွန်မွန်လှူဆောင်တတ်တာပါ။ တကယ်တော့ Alice ဟာစိတ်ခံစားမှုမရှိတဲ့စိတ်ယုတ်တယုတ်ပါ Nick အနေနဲ့ Alice ကိုလူအပြုံမှုကြောင့်နားလဲစေဖို့အတွက် Lurie ရဲ့သဘောတဘာဝတွေကိုရှာဖွေစူးစမ်းခွင့်ပြုလိုက်တယ်လို့ Romance စကားကောင်းတွေကိုလည်းကြီးကွင်ပေးလိုက်ပါတယ်ဒါလုံးနဲ့ Alice ဟာချက်ချင်းဝမ်းနေခြင်းမုန်းခြင်းစတဲ့လူသားခံစားချက်တွေကိုခံစားလာနိုင်ခဲ့ပါတယ်အဲ့ဒီချင်းအားစားပြီးတော့သူမကတမန်မိန်ကလေးတယောက်လိုပြုမူလာပြီး Nick ရဲ့အပေါ်မှာလေသူမရဲ့ခံစားချက်တွေပြောင်းလဲလာခဲ့ပါတော့တယ်။ ်အဲလစ်ကတဖြည်းဖြည်းနဲ့နစ်ကိုတယောက်တည်းပိုင်ဆိုင်ချင်လာပြီးမက်ကီကိုမုန်းတိလာခဲ့ပါတော့တယ်။ဒါကြောင့်သူမဟာမက်ကီကိုတက်ပြတ်ပြီးနစ်ကိုသူတယောက်တည်းပိုင်ဆိုင်ဖို့အတွက်စတင်ပြီးတော့လှုပ်ရှားတော့တာပေါ့။အစာပိုင်းမှာတော့မက်ကီတောင်းမဲ့ခွက်ထဲမှာဆေးတွေထည့်ထားတာကိုမသိမသာလေးပြုလုပ်တတ်ပေမဲ့နောက်ပိုင်းမှာတော့တော်တော်လေးမက်ကီအတွက်အန္တရာယ်များလာခဲ့ပါတယ်။နစ်ပြေအလုပ်ဖော်မတီးရ အဲလစ်ကိုတန်တရားဖြစ်လာတဲ့အခါမှာအဲလစ်ကမော်တီယိုဘယ်သူမှမသိအောင်တပ်ပလိုက်ပါတော့တယ်။အဲလစ်ဟာအပြင်ဆန်နေအဝတ်စားရိယာစာမက်ဂင်နဲ့တူအောင်လို့ပြုလာခဲ့ပြီးနတ်တီရဲ့ချိတ်ကိုယူဖို့အတွက်စူးစမ်းပါတော့တယ်။အစိုးရဆောင်ရာကတော့အဲလစ်ဟာမက်ဂင်နဲ့သူတို့လင်မယားရဲ့ကလေးလေးကိုသူမရဲ့ရန်သူဖြစ်နေတတ်မှတ်ထားတာပါ။အဲလစ်ကကလေးလေးကိုကြည်လာတိုင်းသူကနက်ကြီးအချိတ်ကိုခိုးထားတာပါ။ ဒါလို့ဆိုပြီးတော့ productive mode ကိုပြောင်းသွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကလေးကိုရေချိုးခန်းထဲမှာရေညှစ်ပြီးတော့တတ်နေတဲ့အချိန်မှာပဲကန်ကောင်းစွာနဲ့ nickname Maggie တို့ကအချိန်မီရောက်လာပြီးကလေးကိုကယ်တင်နိုင်ခဲ့တာပါ။အချိန်လေးကိုနားလည်သွားခဲ့တဲ့သူတို့နှစ်ယောက်က Alice ကိုချက်ချင်းတိုက်ခိုက်ခဲ့ကြပြီးရဲ့နောက်ဆုံးမှာတော့သူတို့ကစက်ရုပ်တွေပြုပြင်တဲ့ဌာနကိုပို့လိုက်ပြီးအဲဒီဌာနကပြုပြင်ရေးသမားနှစ်ယောက်ကစက်ရုပ်ကိုဖျက်ဆီးခဲ့ကြပါရယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ Alice ကသူမကိုယ်တိုင်သူမရဲ့ပုံတူကိုကူးယူနိုင်ပြီးနောက်ထပ်စက်ရုပ်အသေးဖြစ်နဲ့ရှင်သန်လာခဲ့တာပါ။ အဲလစ်ကသူမရှန်တန်လာတာနဲ့သူ့ပြင်အီသမားနှစ်ယောက်စလုံးကိုတပ်ပြစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမက်ကီကသူမရဲ့ဆေးဆက်ချက်အတွက်ဇေယုံကိုရောက်နေတဲ့ချိန်မှာအဲလစ်ကလည်းဇေယုံကိုလိုက်လာခဲ့တာပါ။အဲလစ်ရဲ့အဓိကတာဝန်ကတော့မက်ကီကိုတပ်ပြစ်ပြီးနစ်ကရဲ့မိမနေရာမှာအစားဝင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲနစ်နဲ့မက်ကီတို့ပူးပေါင်းပြီးတော့အဲလစ်ကိုပြန်တိုက်ခိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အဲလစ်ကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့လို့မော်နီတာတစ်ခုမှာ uploading complete ဆိုတဲ့စာသားလေးပေါ်လာခဲ့ပြီးဇလန်းလေးပြီးဆုံးသွားခဲ့ပါတော့တယ်။ တကယ်တော့ Alice ကလုံးဝဖြက်စီးခံလိုက်ရတာမဟုတ်ဘဲနဲ့သူမရဲ့ကုတ်ကအရင်ကထက်တောင်ပိုပြီးတော့ပြန့်နှံ့သွားတာပါဒီစကားလေးကနေပေးချင်တဲ့အဓိက message ကတော့သင်ကပထမလူမဟုတ်ဘဲဒုတိယလူဖြစ်နေရင်ကိုကိုကိုပဲအပြည့်တင်နေလိုက်ပါ။ဘာလို့လဲဆိုရင်တော့ပထမလူရဲ့နေရာမှာဒုတိယလူကဘယ်တော့မှအစားထိုးဝင်ရောက်လို့မရတဲ့အတွက်ကြောင့်ပါပဲ။ဒါကြောင့် Alice လိုမျိုးဖြစ်နိုင်တာတွေကိုမမျှော်မှန်းကြဘဲနဲ့အေးအေးဝါးဝါအိတ်လိုက်ကြဖို့တအားကြံပေးလိုက်ပါရစေလားရှင်။ Subscribe like and share ခေါင်းလေးနှိပ်ပြီးအားပေးသွားပါနော်။ Bye bye ။